အလုံးမင်းမင်္ဂလာပါရှင်မနေ့ဖြန်ဇွန်လ22ရက်နေ့နဲ့ရှိလာမယ့်နေ့တွေအတွက်မိုးလုဝသခံမှန်းချက်နဲ့တဘောဘေးရန်တွေသတိပေးချက်တွေကိုတင်ဆက်ပေးပါရောင်းမယ်မနေ့ဖြန်ဇွန်လ22ရက်နေ့မွန်တဲချိန်အထိကရနီကရပြည်နယ်မန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းနယ်အောက်ပိုင်းတို့မှာနေရာကြကြဲ ချန်ပီယံနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့စကိုင်းနယ်ထပ်ပိုင်းတို့မှာနေရာစစ်စိမ်းနဲ့ချန်ပီယံနယ်နဲ့တိုင်းတွေမှာတော့နေရာအနှံ့ပြားမိုးထချုံရွာနိုင်ပြီးရွာရန်ရှာနှောင်းပြည့်ဖြစ်ပါတယ်။ကချင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းနယ်ထပ်ပိုင်းနဲ့အေရဝတီတိုင်းတို့မှာတော့နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းနေပါတယ်။ မြန်မာကဲဝန်တရှောင်းနဲ့ကံလပင်လေပြင်းတော့မှာရမန်ရန်ခေါင်မိုးတက်လေပြင်းများတက်ရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြဆင်းရေပြင်းမြေပြင်းလေးဟာတနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်က10ပေကနေ12ပေကန်အထိ ရှိနိုင်ပါတယ်။ချင်းပြည်နယ်၊ရှမ်းပြည်နယ်အရှေ့ပိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊စကိုင်းတိုင်း၊အေရဝတီတိုင်းနဲ့တရနာအီတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေပါတယ်။ဒီမိုးတိမ်တောင်တွေရွေရှားတဲ့နေရာတွေမှာမိုးရွာသွန်းလာတဲ့အတူ လေပြင်းတိုက်တာ၊မိုးကြိုးပြစ်တာ၊မိုးသီးကြွေတာတွေဖြစ်နိုင်လို့ချိုတင်သတိပြုနေထိုင်ကြဖို့မိုးစလားကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်၊စကိုင်းတိုင်းနဲ့တရနာရီတိုင်းတို့မှာမိုးပိုလာနိုင်ပါတယ်။ဒီကနေ့ဆွန်လာ20ရက်နေ့မှာမိုးကြီးခဲ့တဲ့အတွက်တောင်ငုံမြို့နယ်မှာခပောင်းချောင်းရီရုတ်တရက်မြင့်တက်ပြီးဆူတက်ရွာလေကကျောင်းသားနဲ့လက်ခုပ်ကုံသားနှစ်စင်းကျုပ်ပြက်ခဲ့ရပါတယ်။ ထနေရရတော့ခေါ်လို့ရမှာတဲ့ညီလေးလားဒီမှာကိုခေါ်လို့ရမှာတဲ့ဒီဒါပြင်ပဲခူးတိုင်းအရှိချမ်းမှာမိုးဆက်များနေနိုင်သေးတာမို့စစ်တောင်မြေရဲ့အခြေအနေကိုသတိထားစောင့်ကြည့်ကြဖို့ဦးဝင်းနိုင်ကအသိပေးထားပါတယ် တနိုင်ငံလုံးရဲ့မြေကြီးအခြေအနေတွေကတော့ဒီကနေ့ညနေအထိစိုးရင်ရအမအောင်မှာပဲရှိနေပါသေးတယ်။ဒါပေမဲ့ဇွန်လ22ရက်ကနေဇူလိုင်လ2ရက်နေ့အထိအေယာဝရီနဲ့ချင်းတွင်းမြပြဒေတာတွေမှာမိုးဆက်တိုက်ရွာနိုင်လို့မြေကြီးတွေမြင့်တက်လာနိုင်တာကိုတော့သတိပြုရမယ်လို့ဥဝန်နိုင်ကအသိပေးထားပါတယ်။ အိန္ဒိယနိုင်ငံနယ်စပ်ကလေဖျားနယ်ရေပေါ်ကတော့တဖြည်းဖြည်းအာရော့သွားတော့မှဖြစ်ကြောင်းမိုဇလာကထုတ်ပြန်ထားပါတယ်။ဒါပေမဲ့ဇွန်လ23ရက်နဲ့24ရက်နေ့တွေမှာဘင်္ဂလားပြည်နယ်အမြောက်ပိုင်းမှာလေဖျားနယ်ရေပေါ်အသစ်တစ်ခုထပ်ဖြစ်နိုင်တယ်လို့ဥဝေနိုင်ကခန့်မှန်းထားပါတယ်။ဇူလိုင်လနဲ့ဩဂုတ်လနှစ်လတာကာလဟာမြန်မာနိုင်ငံမှာမြေကြီးအမြင့်ဆုံးကာလဖြစ်လို့မြေကြီးအခြေအနေထုတ်ပြန်ချက်တွေကိုနေ့စဉ်မပြတ်စောင့်ကြည့်ဖို့ကိုလည်းမိုးလေဝသပညာရှင်ဥဝေနိုင်ကတိုက်တွန်းထားပါတယ်ရှင်။ အခုလိုမိုးလေဝသခံမှန်းချက်တွေနဲ့သဘောဝဘေးရန်တွေရဲ့သတိပေးချက်တွေကိုညစီညတိုင်းတင်ဆက်ပေးနေရမှုဒီ channel ကို like and subscribe လုပ်ပြီး notification ခေါင်းလောင်းကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။အခုမိုးလေဝသသတင်းအချက်အလက်တွေဟာမိုးစလာမိုးလေဝသမြန်မာရန်ကုန်ဌာနခွဲ NUG မိုးလေဝသမိုးလေဝသပညာရှင်ဦးဝင်းနိုင်နဲ့ဒေါက်တာဆိုင်းခွန်အာကာရရဲ့ထုတ်ပြန်ချက်တွေကိုစူးစီးတင်ပြထားခြင်းဖြစ်ပါရရှင်။